အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်အုပ်ချုပ်သူတွေကနိုင်ငံတကာအတိုင်းအဝိုင်းနဲ့ပုံမရင်းနှီးတဲ့ဆက်ဆံရေးတရက်ထူထောင်နိုင်ဖို့ကြိုးပမ်းနေချိန်မှာထိပ်သီးတာလီဘန်ခေါင်းဆောင်တအိုးကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အာဖဂန်နိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ပင်မှုအပေါ်စွန်ခွနရက်ကပြစ်တင်ဝေဖန်ခဲ့ပြီးအမေရိကန်ကိုဖိနှိပ်သူလို့ခေါ်ဆိုခဲ့ပါတယ်။ထရမ့်အဆိုအရကအခုသတင်းပတ်အတွင်းအာဖဂန်နစ္စတန်နိုင်ငံအပေါ်ဝင်နိုင်ငံပေါင်း၁၂နိုင်ငံကပြည်သူတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်တားမြစ်ပိတ်ပင်ပြီးတဲ့နောက်ပိုင်း ဟီဘာဟူလတ်အခွန်ဇာတာရဲ့အမှတ်ချက်တွေဟာတာလီဘန်အစိုးရရဲ့ပထမဆုံးအတီလင်းပြန်လည်တုံ့ပြန်မှုဖြစ်လာခဲ့ပါတယ်။ထရမ့်ရဲ့အုပ်ချုပ်ရေးမိန့်ဟာအမေရိကန်မှာအပြီးပိုင်အခြေချလိုတဲ့အာဖဂန်နိုင်ငံသားတွေနဲ့တက္ကသိုလ်ပညာရေးအပါအဝင်အမေရိကန်မှာယာယီနေထိုင်လိုသူအလုံးအတွက်အကျုံးဝင်လျက်ရှိပါတယ်။တာလီဘန်တွေဟာအာဖဂန်နစ္စတန်ရဲ့အာဏာကိုပြန်လည်ထိန်းချုပ်ခဲ့တဲ့2021ခုနှစ်နောက်ပိုင်းအများပြည်သူနေရာတွေမှာအမျိုးသမီးတွေကိုတားမြစ်ပိတ်ပင်ခဲ့ပြီးအမျိုးသမီးတွေနဲ့မိန်းကလေးတွေကို6တန်းထက်ကျော်လွန်ပြီးပညာသင်ကြားခွင့်တားမြစ်ခဲ့ပါတယ်။ တာလီဘန်တွေဟာအာဖဂန်ရဲ့တရားဝင်အစိုးရဖြစ်ကြောင်းအသိမှတ်ပြုမှုရရှိဖို့ပြက်ကွက်ခဲ့ပေမဲ့လည်းတာလီဘန်တို့ဟာတရုတ်နဲ့ရုရှားအပါအဝင်နိုင်ငံအများအပြားနဲ့တန်တမန်ဆက်ဆံရေးရရှိခဲ့ပါတယ်။အခွန်ဇာတာဟာ၎င်းအခြေချနေထိုင်တဲ့ကန်တာဟာမြို့ကနေအစ္စလာမစ်အားလေးရဲ့အတွင်သတင်းစကားကိုထုတ်ပြန်ခဲ့တာပါ။တာလီဘန်ပြောရေးဆိုခွင့်ရှိသူဇာဘီဟူလာမူဂျာဟစ်ကလူမှုမီဒီယာအက်စ်မှာမျှဝေထားတဲ့ 45မိနစ်ကြာအသံဖိုင်မှာအခွန်ဇာတာက အာဖဂန်ပြည်သူတွေအပေါ်ကန့်သက်ချက်တွေပြဌာန်းမှုအပေါ်ထရမ့်အစိုးရကိုဝေဖန်ခဲ့ပါတယ်။နိုင်ငံပေါင်း12နိုင်ငံကပြည်သူတွေကိုအမေရိကန်နဲ့ဝင်ရောက်ခွင့်တားမြစ်လိုက်ပါတယ်။အာဖဂန်နိုင်ငံသားတွေလည်းအပါအဝင်ဖြစ်တယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့ အာဖဂန်အစိုးရကသူ့ပြည်သူတွေကိုမထိန်ချုပ်နိုင်ပဲသူ့ပြည်သူတွေကလည်းနိုင်ငံတွေကနေထွက်ခွာသွားကြတယ်လို့သူတို့ကအခိုင်အမာပြောထားကြပါတယ်။အဲဒါကြောင့်သူတို့တွေကဖိနှိပ်သူတွေပဲဒါကိုလူသားချင်းစာနာတဲ့မိတ်ဆွေဖြစ်မှုဆိုပြီးခေါ်ဆိုနေကြတာလားလို့အခွန်စာနာကဝေဖန်ပြောကြားခဲ့ပါတယ်။